ဟယ်လိုစวัสดีทุกคนนะคะဒီနေ့ကတော့ B ရဲ့တရရဲ့အသက်တန်ရဲ့ပေါင်းထားတဲ့အထဲမှာအသက်တန်ပါလာလို့ရှိရင်ငကိုပုံစံတိုင်းမဟုတ်တော့ဘဲနဲ့ပုံစံပြောင်းပြီးရေးရတဲ့တရအချို့အကြောင်းကိုပြောပြပါမယ်ဒီနေ့ပထမဆုံးပြောပြမှာကဆလအဖြစ်ပါတယ်ဆလအက B ရဲ့ဆလအရဲ့ဒီတိုင်းပေါင်းနေဆိုရင် ပုံမှန်ပဲရေးရပါတယ်ဒါပေမဲ့နောက်မှာအသက်တန်ပါလာတဲ့ချိန်ကျရင်သူတို့မူလငကိုနေတဲ့ပုံစံအတိုင်းမနေတော့ပါဘူးကောင်းကင်ပေါ်သွားတက်နေပါတယ်ကောင်းကင်ပေါ်မှာတစ်ခုတည်းပုံစံနဲ့တွားပြီးတော့နေပါတယ် my hand အကတ်လို့ခေါ်ပါတယ်အဲ့တော့အလွယ်မှတ်ကြည့်မယ်ဆိုရင်အစတုန်းကဒီဒီရဲ့ပြီးမှဆလာအဆိုရဲငက်ကလေးနဲ့ကောင်ရှိရပါတော့အဲသူတို့ကအနောက်မှာဘာမှမရှိဘူးဆိုရင်အေးစစ်စစ်ပဲအမှနာနေပါတယ် ต่ไปแม่อันนั้นมาเตียวยาวยาวลาบีสวยเนาะเจ้าบีเนรออโปแต่เขาเนี่ยปงสันเนี่ยจะบีรอะนี่บ้านเนลยสละอ่ะเย่ปงสันเปียงท่าเนด้สกลงเลยเนด้สจิใจเอาเนาะ for a no fun ตัวสออะงอสังมาเอกสังมาเน้วออะนอวาน นิ วออะงอวังนั่นดอชออะนอฉันจะมา မင်းကလေးတို့ဒီတန်တော့มาတယ်ရောအကောရာချစ်တဲ့ဖောအကောဖတ်နာတဲ့ကြောအဘောจับထီတဲ့ဖန်းတဲ့တောအဒေါ်တတ်ညက်တဲ့ကြောအဒေါ်จัดစီစင်တဲ့ကောလောအဘောกลับပြန်တဲ့ကောအဒေါ်กัดไก่เดพออะดอผัดจอเดพออะกอผัก ဟင်ဒီဟင်ရွက်ဖတ်ဖတ်ဆိုရင်ဟင်ဒီဟင်ရွက်ကြော်တယ်ကျေးဇူးမင်္ဂလာပါဒီနေ့လဲအသက်တန်ပါလာရင်ပုံစံပြောင်းပြီးရေးရတဲ့တရနောက်ထပ်တစ်ခုကိုလေ့လာကြပါမယ်ဒီနေ့ဒီဘက်ကတော့ဆလအေပါဆလအေမှလဲဆလအာလေးပါတယ်ပေါ့နော်အဲ့တော့အရှိဗီဒီယိုမှာတော့ကကြတော့ဒီဆက်လက်အကတူတခုထဲတီးတန်းပါအဲ့မှာအနောက်ကနေအသက်တန်ပါလာပြီဆိုရင်သူကအပေါ်မှာတက်နေပါတယ်တခုထဲပုံစံနဲ့ တက်နေပါတယ်။ဒီမှာကျတော့ဆလ8ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့မှာအရှိမအဖော်ရှိပါတယ်။အဖော်ပါတဲ့အချိန်ဆိုရင်သူကအပေါ်တက်ပြီးတော့နေအပေါ်တက်ပြီးတော့နေတယ်ဒါပေမဲ့ခွေခွေကလေးနေပါတယ်။မိုက်တိုက်ခူးလို့ခေါ်ပါတယ်။အဲ့တော့မိုက်တိုက်ခူးမြင်နေဆိုရင်အတန်တိုးတိုးပြောပေးရမှာပါ။သူ့ရဲ့စကလုံးလေးတွေကြည့်အောင်။ပေါ်အနော်ပင်ဖြစ်တဲ့ယောအနော်ယင်း เอเรชออาชา ยอเอนอยิน ชาเยินละพยเอคอเอมอเคมงานเดคอเอมอเคมแอะ ปอเอดอเป็ด เปพอเอดอเป็ด สัตเดกอเอบอเก็บ เตงเดจอเอบอเจ็บหนาเดนาจินเดจอเอดอเจ็ด number con ho e do het mo ho e no hen mien de do e ko dek กันเลยน่าไปมาเรียนด้วยจ้าแม่บ๊ายบาย